ထိုင်းနိုင်ငံဘန်ကောက်မြို့ကုလသမဂ္ဂရုံးရှိမှအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဘင်းစတက်ဘန်ကောက်ခီးစဉ်ကိုကန့်ကွက်ဆန္ဒပြဖို့စီစဉ်တဲ့အဖွဲ့ကိုထိုင်းမျိုးသားရဲ့အဖွဲ့တွေကဒီကနေ့ဧပြီလ9ရက်နေ့မနက်7:00နာရီဝန်းကျင်မှာလာရောက်နှောက်ယှက်တိုက်ခိုက်တာခံခဲ့ရပါတယ်အဲ့ဒီဆန္ဒပြပွဲမစခင်မှာပဲဆန္ဒပြတပိတ်ကောင်းဆောင် Bread Future အဖွဲ့ဦးဆောင်သူကိုစုရက်ကိုထားရတဲ့ဖွဲ့ကဝင်ရောက်ထိမ့်သိမ်းကာကွယ်ခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ အဲ့ဒီဖြစ်စဉ်ကနေထွက်ပြေးလွမြောက်လာတဲ့အလုသမားရေးလှုပ်ရှားသူကိုကိုမောင်ကို DPP သတင်းတောက်ဆွဲသစ်ကတိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်ရှင်ဟုတ်ကဲ့ကိုရေကျွန်တော် DPP ရပါခင်ဗျာဟုတ်ဒီနေ့ဖြစ်သွားတဲ့ပေါ်တော့မင်းအောင်လိုင်းလိုမရှိကြောင်းထိုင်းလူမျိုးတွေနဲ့ဆန္ဒပြပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ကိုဖြစ်သွားတဲ့အခြေအနေလေးပြောပြပေးပါအောင်ဗျနေရာကတော့ဂျွန်ရုံရှိကျွန်တော်ဖြစ်တဲ့အချိန်ကတော့ အဲ17နှစ်လောက်ပေါ့ကျွန်တော်10နှစ်ခွဲလောက်ကျွန်တော်ရောက်ပြီးတော့17နှစ်လောက်မှစဖြစ်တယ်အာဖြစ်သွားတာကတော့ဒီလိုပြကျွန်တော်တို့ကရောက်ရောက်ပြီးချင်းဒီကောင်တွေကကျွန်တော်တို့ကိုဆက်ရနေချူဆောင်နေတယ်ရောက်ပြီးချင်းစူလာနဲ့ကျွန်တော်တို့အတင်းဝင်ပြီးတော့ဖမ်းပြီးတော့ရှင်ဘက်ကိုဆုတ်ကင်ပြီးသူတို့ကထိုးတယ်ထိုးတဲ့ခါကျတော့စူလာပြောတယ်ဘာလို့တာလဲမင်းတို့နဲ့မဆိုင်ဘူးငါတို့ကိစ္စငါတို့လုပ်တာဆိုအဲ့ဒါကိုအတင်းဝင်ပြီးတော့ကျွန်တော်တို့ကိုသူတို့ကနေပြီးတော့အတင်းဝင်ဖမ်းတာပေါ့ဖမ်းဖမ်းတဲ့အချိန်မှာစူလာကကိုမောင်ပြေးတော့မနေနဲ့တော့ ဆိုသူကပြောပြီးတော့သူကိုယ်တိုင်ကျွန်တော်မှရှင်းမယ်ဆိုသူကိုယ်တိုင်သူကလည်းနောက်ဆုံးနောက်ဆုံးထွက်ပြီးအဲ့တော့ light ထိုးကြတာသူကလိုက်ထိုးကြတဲ့အချိန်မှာကျွန်တော်ကတော့အဲ့ဒီကျွန်တော်ရဲ့တင်ငယ်ချင်းခွန်မတ်ကုန်တွေကအကူမောင်းနဲ့ကုမောင်းလွတ်အောင်ပြီးတော့တဲ့ဒီကောင်လေးရမှာမဟုတ်ဘူးဆိုအဲ့ကျွန်တော် light ပို့ပြီးတော့ကျွန်တော်ကတော့အပြင်ရောက်သွားတာပေါ့နော်အပြင်ရောက်သွားတဲ့အချိန်မှာကျွန်တော်ကတော့အပြင်လွတ်လာပြီးတော့အခါကျတော့ကျွန်တော်ကအခုတရင်ဆက်သွယ်လေးယူနေတာပါသူတို့နဲ့ဟိုကျွန်တော်ပြောချင်တာကဗျာကျွန်တော်တို့ကမင်းအောင်လိုင်ကိုဆန္ဒပြတာဗျာထိုင်းကိုဆန္ဒပြတာမဟုတ်ဘူးဗျာကျွန်တော်တို့ကအဲ့လိုဖမ်းပိုင်ခွင့်ရှိလားပေါ့ သူတို့နိုင်ငံနေနဲ့ရောလုံးလုံးရလားပေါ့ကျွန်တော်ကခွင့်ပြုချက်အပြည့်နဲ့ကျွန်တော်သွားလုပ်တယ်ဗျာခွင့်ပြုချက်မရှိပဲကျွန်တော်လုပ်တာမဟုတ်ဘူးခွင့်ပြုချက်နဲ့သွားတဲ့ခါမှာအဲ့လိုမျိုးကြီးကျွန်တော်တို့အနိုင်ကျင့်တဲ့ပုံစံမျိုးလုပ်တာကြတော့ဖြစ်တင်လားပေါ့ဟုတ်ကဲ့အခုဒီဖန်ဆီးခံသွားရတဲ့ဒီအကိုရောရဲ့အဖွဲခေါင်းဆောင်ဒီကိုဆူရရှ်ရဲ့အခြေအနေရောစိုးရင်ရလားဘယ်လိုအခြေအနေမှာရှိလဲကိုဟုတ်အခုအချိန်ကြီးတော့ကျွန်တော်အဆက်အသွယ်လုပ်နေပါတယ်ခင်ဗျာလုံးဝအဆက်အသွယ်မရသေးဘူးဒါပေမဲ့ကျွန်တော်ဘေးရတူတွေကိုတော့ကျွန်တော်ကွန်မတ်ကွန်ပျူတာ ပုံစံတကကြခွန်မခုံတွေကတော့ပြောတယ်ဟာကိုမောင်နဲ့စိတ်မပူနဲ့ကိုမောင်နဲ့ဟိုနေလွတ်လွတ်ရကြည့်အောင်နေလိုက်ပါတဲ့စူလာကရှင်းလို့တက်တယ်စူလာကရှင်းစကားလည်းတက်ရှင်းစာလည်းတက်ဆိုသူအားလုံးကိုနားလဲပါတယ်ပေါ့နော်ဒီပြဿနာအေးဝမှာပါတဲ့အဲ့လိုတော့ကျွန်တော်ကိုကြောင်းကြတယ်ခင်ဗျာဟုတ်ကဲ့အဖန်းစီခံသွားရတာကိုသူတယောက်ထဲလာတခြားဘသူတွေပါသေးလဲဘယ်နှယောက်လောက်ဖန်းစီခံရတာလဲကိုဟုတ်အခုလောလောဆယ်တော့သူတယောက်ပဲခင်ဗျာကျွန်တော်စိတာကလည်းဘယ်သူမှမရောက်သေးကျွန်တော်နဲ့သူနဲ့နှစ်ယောက်တည်းပဲရောက်သေးတာလေအဲဖန်းတာတော့ကျွန်တော်တို့နှစ်ယောက်ကိုပဲဖန်းတာပေါ့ကျွန်တော်တို့လွတ်လာတာပေါ့ သူ့ကတော့အသေးစားလိုက်ဖမ်းသွားတာပေါ့အခုဒီလိုမျိုးကိုတော့ UN ရုံးရှိမှာတွားရောက်ဆန္ဒပြမဲ့အခြေအနေနဲ့ပတ်သက်လို့ရောထိုင်းအနာပိုင်တွေကိုဒီလိုတရားဝင်စတင်အသိပေးထားမျိုးခွင့်တောင်းထားမျိုးရောရှိလာကိုဟုတ်ဟုတ်ကဲ့ကျွန်တော်တို့ခွင့်တောင်းထားပါတယ်နေမြေကရဲစခန်းကိုကျွန်တော်ခွင့်ပြုခွင့်ပြုချက်ယူတော့မှကျွန်တော်တို့တို့ခွင့်ပြုချက်ကနေ့လယ်7နာရီရနေပြီတော့ကျွန်တော်တို့အနေဒီ7နာရီတို့ဒီ7နာရီအချိန်ပေးထားပါတယ်ဟုတ်ကဲ့အခုလိုတရားဝင်ခွင့်ပြုထားရင်ထားရတာနဲ့ပေါ့နော်။ဘာဘာကြောင့်မလို့အကိုတို့ကိုဒီလိုမျိုးရုံးရင်းဆန်ခန့်နဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့အကိုတို့မျိုးထင်မြင်မိလဲပြဟုတ် ကျွန်တော်တို့ခေါ်ဆောင်ရတဲ့ဝန်ဖန်းတဲ့ကိစ္စကတော့အဓိကကတော့သူတို့ကဘာလုပ်မလဲဟိုမဟဲအွန်လိုင်းကိုထိလို့သူတို့မနာလို့လို့ကျွန်တော်တို့ဖမ်းတယ်လို့ပဲကျွန်တော်တို့ကယူဆတာပေါ့နော်အဲသူတို့နိုင်ငံကိုကျွန်တော်တို့ဆော်ကားတာမဟုတ်ဘူးလေကျွန်တော်တို့ကမဟဲအွန်လိုင်းကိုဆန္ဒပြတာလေဒါဆိုရင်တော့သူတို့လည်းမဟဲအွန်လိုင်းဘက်ကနေပါပြီးတော့ကျွန်တော်တို့အနိုင်ကျင့်တယ်လို့ပဲကျွန်တော်ကယူဆတယ်ပေါ့ဟုတ်ကဲ့ကိုဟုတ်အခုဒီပြီးခဲ့တဲ့ရက်ကဆိုရင်လည်းဒီအဲဒီ မင်းအောင်လိုင်လာတဲ့ခီးစင်မှာပေါ့နော်အဲထိုင်းချောင်းသားကလည်းဆန္ဒပြတယ်ပြီးတော့မြန်မာနှယောက်ကလည်းဆန္ဒပြတယ်ဒီဆန္ဒပြတာကိုလည်းသူတို့ကလည်းမြန်မာနှယောက်ကဖမ်းဆီးခံရပြီးခုထိုင်းချောင်းသားတော့ပြန်လွတ်လာရပေါ့နော်မြန်မာနှစ်ယောက်ထဲမှာမှဒီကိုဖြိုးပိုင်နဲ့နိုင်နိုင်ဆိုးဖမ်းဆီးထိန်းသိမ်းထားရလို့လည်းသိရတော့လေဒီပေါ်ရောပိုလို့အနေနဲ့ဗာမြန်ပြောချင်ပါလေဗျဟုတ်ဟိုကျွန်တော်တို့ကတော့ဟိုအရန်ဝမ်းနေတယ်ဗျာကျွန်တော်တို့မြန်မာပြည်သားတွေကိုဒီလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်သားတွေအနိုင်ကျင့်နေတာကြတော့ကျွန်တော်တို့ကအရန်ဝမ်းနေတာပေါ့ဟုတ်တော့အမှန်တရားပေါ်ထုတ်တာကျွန်တော်တို့က ဒီထိုင်းနိုင်ငံကိုကျွန်တော်တို့ဆော်ရတာမဟုတ်ဘူးထိုင်းနိုင်ငံကိုကျွန်တော်တို့က support ပေးတာပဲရှိတယ်ကျွန်တော်တို့အားလုံးကျွန်တော်ဗမာပြည်ကမြန်မာပြည်ကတက်လာတဲ့ချွေပြောင်းလို့သမားတွေအားလုံးကလည်းအားလုံးကအခွန်ဆောင်ပြီးနေရတဲ့အချိန်မှာအခုလိုအနိုင်ကျင့်ပြီးလိုက်ဖမ်းတာကြတော့ကျွန်တော်ဘက်ကအယံဝန်းနေတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့ဟိုမကောင်းတဲ့စနစ်စိုးကြီးကောင်းလို့လုပ်နေတာတိတိကျွန်တော်တို့ဆန္ဒပြအောင်ထိုင်းနိုင်ငံကလက်လို့ရှုပြီးတော့မင်းအောင်လိုင်ကိုဒီလိုမျိုးလက်ခံပြီးစကားပြောတဲ့ပြီးတော့ကျွန်တော်မြန်မာပြည်သားတွေကိုဖမ်းတယ်ဆိုတော့ဒါကျွန်တော်ဘက်ကအယံဝန်းနေလောက်ကြည့်တယ်